မင်္ဂလာပါရှင်။ဘာမခေတ္တသတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမအောင်ဆုံးသတင်းလေးနဲ့ကံမမြို့နယ်ရေနသာရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်စဉ်ရဲစခန်းမှုနဲ့အဖွဲ့လက်နက်ချမြေဆိုကထွက်ပြေးသွားရဲတအုပ်ကိုလက်နက်ခဲရဲများကားများစိုင်းကဲများနဲ့အတူဖမ်းဆီးရရှိပြီးရဲစခန်းကိုမိရှုရှင်းလင်းဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ မကွေးတိုင်းကံမာမြို့နယ်ရင်နသာရဲစခန်းကိုတော်လိုင်းတက်များကတိုက်ခိုက်သိမ်းပိုင်းစဉ်ရဲစခန်းမှုနှင့်အဖွဲ့လက်နက်ချမည်ဟုဆိုကထွက်ပြေးသွားကြောင်းတရက်ခိုင်အမှန်လေးတရင်တရင်နှင့်ပြန်ကြားတောင်းငန်ကိုမြက်ကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်ရှမန်နေဧပြီလ25ရက်နေ့နံနက်9:00ကကံမာမြို့နယ်တရက်ကံမာပြေကာလမီကပ္ပဆဆက်နှင့်နဲ့73မိုင်ကွာရှင်နသာကျေးရွာရှိစခန်းမှုမြက်သွင်းအောင်ဦးဆောင်သောရှင်နသာရဲကင်းစခန်းကိုပြည်သူ့ကော်ရီပူပေါင်းတပ်ဖွဲ့မှဝင်ရောက်တိုက်ခိုက်ရာအနေငယ်သာပြန်နေခုက န်တိုက်ခိုက်ပြီးလက်နက်ချအညံ့ခံမျိုးပြောဆိုသည်ဖြင့်ပြည်သူ့ကော်ရီတပ်ဖွဲ့များကအပြစ်ရက်ပေးခဲ့ကြောင်းထို့သောအပြစ်ရက်ပေးချိန်တွင်စခန်းမှုအပါဝင်ရဲများလက်နက်ကိုစီမြက်ထွက်ပြေးသွားကြောင်းသိရှိရသည်ထို့ကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှရဲစခန်းအတွင်းဝင်ရောက်ရှမ်းလင်းရန်ရဲတပ်ချက်အဆင့်၃မှန်တူဖမ်းဆီးရမိပြီးជីဒရီမျိုးစားတနက်တလက်ជីဒရီជីပေါက်၃ခုជីမျိုးစုံ၁၀၀ကျော်ကာနစီဆိုင်ကယ်လေးစီတို့နဲ့ဆက်အုံဆောင်ပစ္စည်းအချို့ကိုတင်စီကရဲစခန်းကိုမိရှုရှင်းလင်းလိုက်ကြောင်းသိရှိရသည် သူတို့ကစခန်းရဲ့နောက်ဘက်မှာတက်မန်းနှစ်ထပ်ဘန်ကားနှစ်ခုပေါ့ဘန်ကားဆိုတာကလည်းအုံနဲ့ဆောက်ထားတဲ့ဘန်ကားနဲ့အခိုင်အမာနေကြတာပေါ့ကျွန်တော်တို့ဘက်ကစတင်တိုက်ခိုက်တဲ့အခါမှာနေပါပဲခုခံပြတ်တာရှိပြီးတော့လက်နဲ့ချမယ်ပြောတာပေါ့ပြောတော့အပြစ်ရက်ပေးတဲ့အချိန်မှာသူတို့တွေကအဲ့ဒီရေနှသာစခန်းရဲ့အနောက်ဘက်မှာရှိတဲ့ရေနှသာချောင်းတွေကကိုင်းတော်တွေတွေထွက်ပြေးကြတာစခန်းထဲဝင်ရှင်းလင်းတော့ရဲတုံမှန်တူဖမ်းမိတာသူနဲ့အတူလက်နဲ့တလက်ကြီပေါက်တွေတင်စီရရှိခဲ့တာနောက်ပြီးတော့လက်နဲ့တိုက်ထဲကတော့ကြီစံတွေလက်ပြဖုံးတွေတင်စီရ ရှိခဲ့တယ်။သူတို့စီမှာလက်နက်ခဲယံအပုံမရှိဘူး။သူတို့ကိုယ်စီကင်ထားတဲ့လက်နက်တွေနဲ့ပဲထွက်ပြေးကြတာရဲစခန်းကိုမိရှုပေးခဲ့လိုက်တာအကုန်လုံးပြကြသွားတယ်ဟုတရက်ခန့်အမှန်လေးတရင်တရင်နဲ့ပြန်ကြိုက် တောင်းကန်ကိုမြက်ကရှန်ကုန်ခဲ့တဲ့တရင်ဌာနထံသို့ပြောကြသည်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကော်မတီတမတော်တရက်ခိုင်စစ်ဌာနတရက်ခိုင်အမှန်လေးတရင်မှတက်ခွဲတစ်နှစ်တက်ခွဲနှစ်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်များအထူးကမ်းရှိပြန်နေဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည် ဖြစ်စဉ်ဖြစ်ပြီးတော့ဒေသခံတရားကိုမေးစရာရှိတယ်ဆိုပြီးခေါ်သွားတယ်လို့တော့သတင်းကြားတယ်။တခြားသူတွေတူတူတော့မရှိဘူး။မင်းတို့ငါမိုင်ခေကနေလဲလက်နဲ့ကြီးနှစ်ချက်သုံးချက်ထူရာရှိတယ်ဟုတရက်ခရိုင်အမှတ်လေးတည်ရင်သတင်းနဲ့ပြန်ကြားတဲ့တောင်ငန်ကိုမြက်ကပြောဆိုသည်။ ဆလံဘိဆလင်းမြို့နယ်ရင်တန်ဆက်ကာရဲနှစေးပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကြောင်းမှုအပအဝင် ကိုဦးထက်မင်းတိတ်ဆုံဆွေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းဆလင်းမြို့နယ်ရင်တန်ဆက်ကာရဲနှစေးပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကြောင်းမှုအပအဝင်ကိုဦးထက်မင်းတိတ်ဆုံရဲ့ကြောင်းဗမာတပ်မတော်အမှတ်3စစ်ဦးစီးကိုကေရုံကထုတ်ပြန်သည်။ ဧပြီလ24ရက်နေ့တွင်ဆလင်းမြို့နယ်အနောက်ဘက်ဝမ်ပြည့်ကြီးရွာမှအောက်လိုင်းကြီးရွာဘက်သို့ဝင်ရောက်လာတဲ့တန်ချက်ကရှင်နေစိအင်အား200ကျော်ပါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့မှပိတ်ဆို့တိုက်ခိုက်ခဲ့ရာ2နာရီကျော်ကြာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းရှင်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှစစ်ကြောင်းမှုအပါအဝင် ကိုဦးထက်မင်းနေတေဆုံးပြီးဆဲဦးထက်မင်းနေတန်ရန်ရရှိခဲ့ကြောင်းသိရှိရသည်ထို့ပြင်ထိထိတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတန်ချက်ကရင်တစိမှဝမ်ပြေကြေရွာရေမြောင်အတွင်ထိုးကြခဲ့ပြီးဖော်ကများပြည့်ပြန်လည်ဆွဲတင်နေစ င်တော်လင်တပ်ဖွဲ့များကလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်သေးဆုံးမှုရှိနိုင်ကြောင်းရင်းအကြံဖက်စစ်ကြောင်းသည်ဧပြီလ25ရက်နေ့နက်ပိုင်းတွင်ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည် အဆိုပါတိုက်ခိုက်မှုကိုဗမာတပ်မတော်အမှတ်၈၈တရင်မင်းဘူခရိုင်အမှတ်၁တရင်မင်းဘူခရိုင်အမှတ်၅တရင် ပေါ့တာမန်ကျဲမာရင်းနဲ့သူနာပြူတပ်ဖွဲ့ပြည်သူ့ကောင်ရီတပ်ဖွဲ့ဇလင်းတောင်းဆက်အောင် LBDF တောင်းညိနောင်မျိုးပြပျောက်ကြားတပ်ဖွဲ့နဲ့မင်းဘူခရိုင်လက်ရုံးတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်တအူမစိုးရင်တရင်ရရှိခဲ့ကြောင်းသိရသည်ဇလင်းမျိုးနဲ့အတွင်းသို့အကြံဘက်စစ်တပ်ကအင်အားများစွာတုံ့ရစ်စစ်ကြောင်းများခွဲကာဝင်ရောက်လျက်ရှိသောကြောင့်မိဘပြည်သူများအနေဖြင့်လေရင် NDA နဲ့ လက်နက်ကြီးအန္တရာယ်များမရှိစေရန်ဘုံကိုအကျဲများတူထားရန်နှင့်ပြည်သူ့ကော်ရီတပ်များညွန်ကြားချက်များကိုလိုက်နာဆောင်ရွက်ကြရန်တိုက်တွန်းထားသည်ရှိခိုးတကတင်ဆက်ပေးမယ့်တဲ့ရင်ကတော့အရမစစ်မှုထမ်းခံရသူ6ဦးလက်နက်5လက်နဲ့ကြီးခဲရံများရှူလာပြီးဒီမော့ဆို PDF ထံအလင်းဝင်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရခြင်းစစ်မှုထမ်းရဲ့အရမခေါ်ဆောင်ခံရသူ6ဦးလက်နက်5လက်နဲ့ကြီးခဲရံများယူလာပြီးအလင်းဝင်လာကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆို DMO Local PDF ကယနေ့ဧပြီလ26ရက်နေ့တွင်ထုတ်ပြန်သည် အလင်းဝင်လာသူ6ဦးသည်ဧပြီလ16ရက်က MA1 တနက်9လဲ MA1 G 455တောင်းဂျီပေါ့16ကိုလက်ပစ်ပုံ၄လုံး14နင်းမိုင်3လုံးဂျီကာ၄တဲ့ Icon တစ်လုံးနဲ့ဖုန်း9လုံးယူဆောင်လာသည်ဟုဆိုသည်၎င်းတို့၏ထွက်ဆိုချက်အရစက်ကောင်စီတပ်တွင်၌မူရင်းစီဝါ WY ကိုစိတ်တိုင်းကျ30ရောင်းဝယ်ခွင့်ပေးကအနိုင်ကျင့်ညှိမဲ့နှိပ်စက်ခြင်းမကြကနာခံရသည်ဟုဖော်ပြသည်။ အလင်းဝင်လာသူ6ဦးကိုကနအိုး6ပန်းွေကျက်65ဒိန်ပေးထားပြီးမိသားစုဝင်များနဲ့ဆက်သွယ်နိုင်ရန်ကူညီပေးထားကကောင်းမွန်စွာထိန်းသိမ်းဆောင်ရှောက်ပေးထားကြောင်းလည်းအသိပေးသည်။အလင်းဝင်လာသူများ၏တည်ရင်နှင့်အမည်အချက်လက်အသေးစိတ်ကိုတီမော့ဆို PDF ကလုံခြုံရေးအရာမဖော်ပြပေ။အလင်းဝင်လာသူနှင့်မိသားစုရဲ့အလုံခြုံရေးတွေအတွက်သူတို့နဲ့ပတ်သက်တဲ့အချက်လက်တွေကိုတော့ထိန်းသိမ်းထားပါရဲဟုတီမော့ဆို PDF တာဝန်ရှိသူကလူလူຫນွေဦးတို့ပြောသည်။ ကရင်နီပြည်နယ်ထိုးစစ်တွင်စစ်ကောင်စီတပ်သည်၎င်းတို့အတ္တမစစ်မှုထမ်းမြေစုဆောင်ခေါ်ဆောင်သူများကိုအ धिक အုံချနိုင်ရေးစစ်မှုရန်တပ်သားတင်များသည်တော်လိုင်းတပ်ဖွဲ့များထံအလင်းဝင်လာသူများခက်စစ်စိတ်ရှိလာသည်ထို့ပြင်ယခုရက်သက်တပတ်အတွင်းစစ်မှုတန်းဩရေဖြင့်စစ်ကောင်စီတပ်တွင်ရောက်ရှိနေသူ၄ဦးလည်းအလင်းဝင်ထားကြောင်းလွှိုင်းကော်လိုကဲ PDF နှင့် KNDF ကထုတ်ပြန်ထားသည်ဆလဘီကြောက်ဖြူကိုစက်ကောင်စီဒရုန်းနဲ့ပုံချဲ၍အမျိုးသမီး၃ဦးထပ်မံသေးဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရခိုင်ပြည်ကြောက်ပြူမြို့နယ်မှာခြေရွာများကိုဧရလ25ရက်တွင်စစ်ကောင်စီက drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့၍တားမီနှအူအပါဝင်နောက်ထပ်အမျိုးသမီးတအူစုစုပေါင်း3သေဆုံးခဲ့ကြောင်းသိရသည်စစ်ကောင်စီသည်ကြောက်ပြူမြို့နယ်လက်ကမော်ခြေရွာကိုနနက်10နာရီခန့်အချိန်တွင် drone နဲ့၅ချိန်တီတီပုံရှစ်လုံးကျဲချတိုက်ခိုက်ခဲ့သည်ဟုဒေသခံတို့ကပြောသည်ကြောက်ပြူဒေသခံတို့ကတိုက်ဝဲဖြစ်တာမရှိဘဲဒီတိုင်းလာကျဲတာပါ တရင်ထဲမှာနေတဲ့သားမီးနှစ်ယောက်ဆုံးသွားပါတယ်။နောက်ထပ်အမျိုးသမီးတစ်ယောက်ဆုံးပါတယ်။စုစုပေါင်း၃ယောက်ပါ။အခုကြေးရွာလူတွေတော်တော်များများအကုန်ထပ်ပြေးနေကြပါတယ်ဟုပြောသည်။ လိတ်ခမော်ကျေးရွာကအသက်39နှစ်အရွယ်ဒေါ်ချောစုနဲ့တမီးဖြစ်သူအသက်17နှစ်အရွယ်မမေတစင်ခိုင်နဲ့အသက်48နှစ်အရွယ်ဒေါ်သနေအေရိုမှစစ်ကောင်စီဘုံချောင်းတည်ဆုံခဲ့ရသည်။ရှင်အပြင်စစ်ကောင်စီသည်ဧပြီလ24ရက်နေ့ကလည်းကြောက်ဖြူမြို့နယ်ရှင်နထောင်ကျေးရွာကိုအသေးခံဘုံအုံပြုပြီး၃ချိန်တန်းတိုင်းဘုံချဲတိုက်ခိုက်ခဲ့၍ရွာသားတို့တည်ဆုံပြီးရွာသားတို့ဒဏ်ရာရရှိသွားသည်။တည်ဆုံသွားသူမှာရှင်နထောင်ကျေးရွာစစ်ဘေးရှောင်နေသော ကုလပါကျေးရွာကအသက်26နှစ်အရွယ်ဒေါ်မရင်တို့ဖြစ်ပြီးအသက် 26နှစ်အရွယ်ဦးလောင်ဆံမှာဒဏ်ရာရရှိသွားကြောင်းသိရှိရသည်စစ်ကောင်စီသည်ကြောက်ဖြူစစ်တွေမြို့နယ်တွေကအပြစ်မဲ့အရဲသားပြည်သူများနေထိုင်သည့်ခြေရွာများကို drone ဖြင့် jet fighter လက်နက်ကြီးအသုံးပြုပြီးနေစဉ်ပစ်ခတ်နေသည် အနာသိန်းစစ်ကောင်စီအဖြစ်ရက်စဲသည့်ဧပြီလ2ရက်မှ22ရက်အထိရက်20အတွင်းရခိုင်ပြည်နယ်ကမြို့နယ်၅ခုမှလေးချောင်းပုံချဲမှုအပါအဝင် ပြစ်ခတ်တိုက်ခိုက်မှု409ကြိမ်ရှိခဲ့သည်ဟုအရက်ကတမ်ရော AE လူသားချင်းစာနာထောက်ပံ့ရုံး HDCO ကဧပြီလ24ရက်တွင် ထုတ်ပြန်ထားသည်ထိုရနေစဲတွင်စစ်ကောင်စီပြစ်ခတ်တိုက်ခိုက်မှုကြောင့်အယက်သားသူတေဆုံးပြီး28ဦးဒဏ်ရာရရှိခဲ့ကထိခိုက်ဒဏ်ရာရရှိသူများနဲ့5ဦးမှာ အသက်9နှစ်ကနေအသက်14နှစ်ရွယ်ကလေးငယ်များဖြစ်ကြသည်ရှင်ပြန်ဘာသာရေးအဆောက်အဦများနဲ့လူနေအိမ်များလည်းထိခိုက်ပျက်စီးသွားသည် ဆလဘင်းအင်းစိန်ထောင်နဲ့တကုံတက္ကသိုလ်ကျောင်းသားတမကမက်ဝေးရီအောင်ကျမ်းမရဲ့အခြေအနေစိုးရိမ်ရဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။အင်းစိန်အကျဉ်းထောင်နဲ့မတရားဖန်ဆီးခံထားရသောတကုံတက္ကသိုလ်ကျောင်းသားတမကဗဟုအလုံးမှုဆောင်မက်ဝေးရီအောင်ကျမ်းမရဲ့အခြေအနေစိုးရိမ်နေရကြောင်းသိရသည်။စစ်ကြောရေးမှမတရားညှဉ်းပန်းနှိပ်စက်ခံခဲ့ရမှုကြောင့်ဦးခေါင်းအတွင်းဒဏ်ရာရရှိပြီးမကြာခဏသတိလစ်ခြင်းတက်ခြင်းနှလုံးရက်ခြင်းများဖြစ်ပေါ်နေတော့လေအရေးပေါ်ရောက်မှသာဆေးရုံတို့ပို့ဆောင်ပေးကြောင်းသိရသည်။ ဧပြီလ25ရက်နေ့ညတွင်လည်းကျန်းမာရေးဆိုရင်ရ၍ထပ်မံအင်းစိန်စည်ရုံတို့အရေးပေါ်ပို့ဆောင်လိုက်ရပြီးတိကျသောစေဝါဆောင်ရှောက်ခွင့်မရရှိကြောင်းတကုံတက္ကသိုလ်ကျောင်းသားများတမကကပြောသည်မဝရီအောင်ကို2021ခုနှစ်စက်တင်ဘာလ14ရက်နေ့ကလေးကစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးမတရားပုံမှာ905ကြေးပြထောင်နဲ့၃နှစ်ချမှတ်ခဲ့သည် ထမှန်၍မတရားပုံမှ52ကားကြီးဖြင့်လဲဆွဲချက်တင်ပြီးထောင်နှံလေးနဲ့ချမှတ်ခဲကအင်းစိန်အကျဉ်တောင်တွင်မတရားချုံနှောင်ခံထားရသည်မဲဝေရှိအောင်ကိုရေးဖို့အချိန်နေမှာသာစေယုံတို့ပို့ဆောင်ပေးပြီးအသက်အန္တရာယ်ယာယီကယ်ဆယ်နိုင်ပြီးပါကအကျဉ်ထောင်တွင်ပြန်လည်ခေါ်ဆောင်သွားကြောင်းတကုံတက္ကသိုလ်ကျောင်းသားများတမက္ကာ၏ထုတ်ပြန်ချက်မှာဖော်ပြထားသည်